တာလားတကယ်မကြီးတို့မကြည်ညိုရင်မကြည်ညိုခွင့်ရှိတယ်မလူရှင်လဲမလူခွင့်ရှိပါတယ်ဓမြတိုက်ပြီးတနတ်ပြပြီးတော့ဓမြတိုက်တဲ့ဘုန်းကြီးတဘာမှမရှိဘူးမှန်လားဦးသိန်းပြောတာရှင်းလားဦးသိန်းပြောတာဒါကြောင့်ယဟန်တန်ဃာတွေဝရင်ဝရင်တို့ကြီးနဲ့သိမ့်ပြီးတော့ဒီတန်ဃာတွေကဘာဖြစ်တယ်ညာဖြစ်တယ်မပြောပါနဲ့နော်ပုပ်ကိုရေးတဦးတယောက်အနေနဲ့မကျေနပ်ရင်ပြောခွင့်ရှိတယ်နော်ဟိုဘုန်းကြီးကတော့ဝီနီတော်နဲ့မညီလို့ပါရတယ်ပုပ်ကိုရေးဝေဖန်လို့ရတယ်ဂျာလားတန်ဃာဓုကိုဝရင်တို့နဲ့မယမ်းပါနဲ့လို့ဦးစင်ပြောရှင်တယ် ရှင်းလာပြီပြောလားအဲ့ဒီလိုနဲ့ဒီကာမဏိကဖရာတန်သွားယူဝါရတင်တာဖရာကို तू ဟိုနာလိုပဲမြှောက်ပေးတဲ့အတိုင်း तू ဝါရတင်ရောမြတ်စွာဘုရားကပြည်သူပြည်သားတွေဟာလားအဲတက္ကရာမတွေကိုပြောတော့မေတ္တာရှိတယ်ကရုဏာရှိတယ်အဲ့ဓာတွေကိုမေတ္တာကရုဏာနဲ့အကြောင်းတွေချီးမွမ်းတယ်အခုလူတွေဒုက္ခရောက်နေတဲ့အချိန်မှာဒါအမျိုးတွေကိုဖျက်ဆီးတယ်လို့ပဲဆိုပြီးဝါရတင်တာနားလည်ပြီလားအမမြတ်စွာဘုရားဘာဟောလိုက်တယ်ဆိုတော့ကာမဏိတဲ့ငါဘုရားလေးတဲ့နော်60တကဘာဘယ်နှကဘာ 90တကဘာကိုလေးတဲ့ငါငါဖះဒီဦးဇင်းတို့အပိညာတကူပြည့်ကြည့်ရှုလိုက်တာဟုတ်လားဒကာမကြီးတို့ရေကြည့်ရှုလိုက်တဲ့အခါမှာကြက်ပြီးသားပကဒါနဆိုတာဒီဦးဇင်းတို့ကြက်ပြီးသားဆွန်းကိုလှူဒန်းခြင်းဖြင့်မွဲသွားတဲ့နော်ပစ္စည်းဥစ္စာတွေစင်ရမွဲတည်သွားတဲ့လူပုပ်ကိုဒကာတော်မတဦးတယောက်ကိုမှမမြင်ပါဘူးတဲ့ရှင်းလားဦးဇင်းတို့လားပဏကဘာကြည့်လိုက်လေ90တကဘာမှာဟုတ်လားကြက်ပြီးသားဆွန်းကိုလှူပြီးတော့မွဲသွားတဲ့ပုပ်ကိုတယောက်မှ ရှိဘူးဥစဉ်တို့ဗုဒ္ဓရဲ့သာသနာတော်ဟာတက္ကະမတွေစီကဗစက်နဲ့ထုတ်ပြီးတော့တက္ကະမတို့ဘာလူပါညာလူပါမတောင်းပါဘူးမိမိတို့တရားတရားရှိလို့ပစ္စည်းလေးပါဖိတ်မှန်ထားရင်တော့သာသနာပြုလုပ်ငန်းမှာယဟန်တန်ကာတွေရှိစာသင်သားတွေရှိတယ်ယောဂီတွေရှိတယ်အဲ့ဒီအတွက်ဆရာတော်တွေကခေါင်းဆောင်ပြီးတော့သူတို့ရဲ့စာဝတ်နေရေးကိုဖြည့်ရှင်းရတဲ့အတွက်တရားတရားနဲ့ပြည့်စုံတဲ့တက္ကະမတွေဖိတ်မှန်ထားမှသာလေတခါတလေမဖြစ်နိုင်လို့သာအလှခံရခြင်းဖြစ်တယ်ဝီနီတော်နဲ့အဆက်ဆက်ပါပဲအပြစ်မရှိပါဘူး မဖိမ့်မှန်ထားတဲ့တကတော့မှဆို very sorry ပဲဘယ်တော့မှမတောင်းရေတောင်တစ်ခွက်တောင်းမတော့ပါဘူးသဘောကျလားဦးစင်းပြောလားမယုံရင်ဒီမိုက်ကိုစုံစမ်းကြည့်လိုက်ပါလေးလာကြည့်လိုက်ပါရေတစ်ခွက်တောင်မတောင်းတော့ဘူးပစ္စည်းလေးပါမဖိမ့်မှန်ထားဟုတ်ပြီနော်ပစ္စည်းလေးပါလေးပါဖိမ့်မှန်ထားရင်တော့တဏှာတရားမရှိဘူးထင်လုံးဝကိုအလှမခံဘူးတဏှာတရားကြီးမားတဲ့ကိုတကတော့မှအရင်ခောက်ခောက်ဒီကိုသာလင်းဟာလားသူ့ကိုအားပေးချီးမြှောက်တော့အားပြေ၎င်းသာသနာအတွက်၎င်းအလှခံရခြင်းဖြစ်တယ်ရှင်းလားဦးစင်းပြောတာ ဒါကြောင့်အဲ့လိုဆွတ်ဆွဲလာတဲ့ပုံကိုဗုဒ္ဓဘလို့ဟောလိုက်တယ်60တကဘာကိုကြီးလိုက်တယ်ချက်ပြီးသားဆွန်းလေးကိုလူပြီးတော့မွဲသွားတဲ့တကတော့မှပစ္စည်းဥစ္စာပျက်စီးသွားတဲ့တကတော့မှတယောက်မှမရှိဘူးတိတ်ကောင်းတာဗုဒ္ဓအဲ့မှာတိတ်သွားတာကြားလားမှတ်ထားကမနည်းတဲ့တကတော့မှဒီအမျိုးတွေပျက်စီးနေတာအဲ့ဒီလိုဒီလူတန်းချင်းကြောင့်မဟုတ်ဘူးဆွန်းလူတန်းချင်းကြောင့်မဟုတ်ဘူးဟုတ်ပြီလားတကယ်တမ်းကျတော့ဒေါကကြီးမှာစီစဉ်ဥစ္စာတွေတိုးပွားနေတယ်ချမ်းသာနေတယ်အသုံးဆောင်ပစ္စည်းတွေပေါများနေတဲ့ပုံကိုတွေကဒါနတန်ဘူးတာဏိ ဒါနာကြောင့်စီဝါတိုးတက်နေတာတစ္ဆာတံမူတာဒီတစ္ဆာတရားတွေဖြင့်မှန်မှန်ကန်ကန်အလုံးလုံးခဲ့တော့ជីဝါအောင်မြင်နေတာ တာမင်ညတံမူတာဒီတီလာတစ္ဆာမဝနာရဒါနာတစ္ဆာမတပါတီလာဖြူစင်တန်ရှင်ပြီးစူးစမ်းခဲ့လို့အောင်မြင်နေတာအဲ့လိုဘုရားပြောတာရှင်းလားဦးဇင်းပြောတာအေးအဲ့လိုမျိုးဘုရားပြောပြီးတော့လောကမှာအမျိုးတွေပျက်စီးနေတယ်ဆိုတော့အကြောင်းရှစ်ချက်ကြောင့်အဲ့ဒီရှစ်ချက်မှတ်ခဲ့ဘယ်နှချက်နံပါတ်1နော်ဒကမကြီးနံပါတ်1ပြောမယ်ရာဇတော်ဝါ မင်းဆိုမင်းညင်းကြောက်ပါကြောက်အဲ့ဒါအဲ့ဒါဖះခေါ်တာကျန်လားအဲ့ဒီလိုမင်းအမိုက်မကောင်းတော့ဘူးဦးဇင်းတိုင်ခိုင်းနေဒီမိုက်ဟောရအောင်မလားဟောရအောင်မလားမိုက်ကမကောင်းဖြစ်နေပြီကျန်လားကဲရာစတော့ပါတယ်ဖះခေါ်တယ်ကျန်လားမင်းဆိုမင်းညင်းကြောက်တော့မင်းကောင်းမင်းမြတ်မပါဘူးကျန်လားမင်းဆိုမင်းညင်းကြောက်ဘာဖြစ်လဲအဲ့ဒီလိုမင်းနေကြောက်ဘာဖြစ်တတ်လဲဆိုရင်တခါကြီးတို့ဒီမိုက်တို့ကိုရအလုံရင်တဲ့ ဥပဒေနဲ့ညှိရင်လည်းကိုယ့်ရဲ့ယာဓုအာဏာချက်ချင်းမပြောက်ပါဘူးလားစီစဉ်ဥစ္စာအကုန်အသိမခံရဘူးလားကြောက်စရာကြီးဟုတ်တယ်မလားတရားဥပဒေတွေရင်ဆိုင်ရအကုန်ပြက်စီအဲ့ဒါကြောင့်လည်းဘဝကြီးပြတ်နိုင်တယ်နံပါတ်1အဲ့ဒါဂယုဆိုင်ပါမှန်တယ်နော်နံပါတ်2စောရတော်ဝါမတရားလူကျင်တဲ့တခိုးဓမြလူဆိုးတွေကြောင့်ဟုတ်ပြီနော်အဲ့ဒါကြောင့်ပဲပြက်စီတာမဟုတ်ဘူးလားအဲ့ဒါဘဝပြတ်ကြောင်းနေဟုတ်မလားနံပါတ်3ကတော့ဦးဇေလိုအခိတော်ဝါမိကြောင်းမိတွေလောင်ရင်မပြတ်စီဘူးလားအကုန်ပြောက်သွားတယ်မိလောင်ကိုယ်အိမ်တွေက ယေရနာထုတ်တွေမယူအားရင်အကုန်လုံးပြီးလောင်ကုန်ဘဝပြတ်သွားတယ်တချို့တွေဟုတ်ပြီလားယနေ့ချမ်းသာတယ်နောက်နေ့လမ်းဘေးရောက်သွားတယ်ဘဝပိုင်ရှင်တွေအများကြီးပြီးရင်ဥဒကတော်ဝါရေကြောင့်ရေဘေးတွေတိုက်တယ်အခုငလင်ဘေးတွေမရှိဘူးလားဒါဒါပြောင်းတဘာဝအန်ဒီရဲ့ကြောင့်အဒီ၃နဲ့၄ကိုတဘာဝအန်ဒီရဲ့ကြောင့်ဟောတယ်ငလင်လှုပ်တယ်မပြိုကုန်ဘူးလားအကုန်ပြက်စီးတယ်မီးတွေလောင်တယ်အကုန်ပြက်တယ်နာခင်မုန်တိုင်းတွေတိုက်တယ်ရေတွေနဲ့အကုန်မျောပါတယ်ဟုတ်မလားယနေ့ခေတ်ဘန်ကောက်မြို့ကြီးတော့ စိတ်မချရတော့ဘူးလို့ပြောနေကြပြီပညာရှင်တွေเนาะဒါကြောင့်ကြောက်ဖို့အာရာတွေကြောက်ပျက်စီးတာဘုံကြီးတွေကိုစွန့်လူလို့မွဲသွားတယ်တိတ်ဟောင်မရှိဘူးရှင်းလားဦးဇင်းပြောတာဗုဒ္ဓမြတ်စွာဟောတာเนาะအာနောက်တစ်ချက်ကဘာလဲဆိုတော့မြတ်စွာဘုရားကတခါကြီးတို့မကြီးတို့ဒီမတီမြဲလို့ပြောင်းရွှေ့သွားတာမိမိတို့ရဲ့ပစ္စည်းဥစ္စာတွေအနာရဝင်တထေးတို့မြေကြီးအောက်မှာမြုပ်ထားတဲ့ဆက်ရှိကတိနောက်ပျောက်သွားတာတဘာဝဥထုတွေပြောင်းလဲလို့ပျောက်စီပျက်စီးသွားတာအဲ့ဒါကြောင့်ပစ္စည်းဥစ္စာတွေဘာမှအနံ့နဲ့တချို့ပုံကိုယ်တွေကဘာဘန်တွေပြောင်းလဲမှုเนาะ ကဘာစီဝါရေးပြက်ကက်တွေကြောင့်တချို့ဗန်မာအနန္တနဲ့လူတွေဆုံးရှုံးသွားတာတွေမရှိနိုင်ဘူးလားအဲ့ဒါမျိုးတွေအဲ့ဒါမျိုးတွေကြောင့်လေအမျိုးတွေစီဝါဥစ္စာပျက်စီးတယ်လို့ဗုဒ္ဓဟောထားတာရှင်းလားဥစဉ်ပြောတာအေးဒါမမြန်လေးပဲပြောရယူပါတော့ဘယ်နှချက်ရှိပြီလဲ၅ချက်လားဟုတ်လားအဲ့နံပါတ်6ကဘာလဲဆိုတော့တက္ကະကြီးဒကမကြီးတို့ရေမိမိတို့အလုပ်ငန်းကိုမကျွမ်းကျင်လို့တဲ့ဘာမကျွမ်းကျင်လို့မိမိတို့စီဝါရေးရွှေလုပ်တဲ့လူကရွှေအကြောင်းမသိသူများလိန်စားသွားမှာပေါ့ ဟုတ်တယ်မလားအိမ်ချမ်းမြေလို့လည်းသူကအိမ်ချမ်းမြေအကြောင်းမရှိရင်သူများလိန်စားမှာပေါ့စပားဆိုင်တဲ့လူလေရလုပ်ငန်းလုပ်တဲ့လူကမိုးလီဝါပအကြောင်းမစုံစမ်းဘူးစပားရေးအကြောင်းမစုံစမ်းဘူးမြေရှိတွေအကြောင်းမလေ့လာဘူးမသုံးသပ်ဘူးဆိုရင်ကိုမြေညံနေမြေဩစာတွေတုံးတာတွေမသုံးတတ်ရင်မပြည့်စုံဘူးလားဒီတိုင်းပဲစီဝါရေးလုပ်တဲ့လူတွေကုန်တယ်လုပ်တဲ့လူတွေလုပ်ငန်းပေါ်မှာမကျွမ်းကျင်ဘူးစီဝါရေးဆိုတာကြက်ကြက်ကန်းဆန်ဦးတိုးတာမရှိဘူးကြားလားကိုရဲ့ပညာစီဝါရေးပညာကျွမ်းကျင်ရတယ်ကိုလုံးမဲ့လုပ်ငန်းကိုပို့ပြီးကျွမ်းကျင်အောင်အမြဲတမ်းလေ့လာနေရတယ်အမြဲတမ်းစီးပူးနေရတယ်ပညာတွေ ်ဟောပြောပွဲတွေနားထောင်မယ်ကိုစီပွားရေးနဲ့ပတ်သက်တာစာအုပ်တွေဖတ်မယ်အမြဲတမ်းကိုကိုကိုအထိတ်သုံးနေရတယ်ငါအစဉ်ပြေနေပြီးဈေးရောက်နေဒီလောက်နဲ့မလုံနဲ့အမြဲတမ်းစူးစမ်းနေရဥစဉ်တို့ဆိုတဲ့အမြဲတမ်းစာတွေဖတ်နေရတယ်ဟုတ်ပြီလားအမြဲတမ်းကိုဘွားကိုအောင်မြင်အောင်တရားနာခြင်းစာဖတ်ခြင်းဖြင့် improve လုပ်နေရတယ်သဘောပေါက်လားဥစဉ်ပြောလားကိုကိုကိုမရက်နေရအမြဲတမ်းစူးစမ်းရဟုတ်ပြီလားဒါကြောင့်စီးပွားပြတ်တယ်ဆိုတာဘာလဲအလုံးမကျွမ်းကျင်လို့စီးပွားပြတ်တယ်လို့ဖခင်ဟောတယ် ယဟန်တော်တွေဆွန်းလောင်းလို့ယံမွဲသားလည်းတူတယောက်မှမရှိဘူးဘယ်နှချက်ရှိပြီလဲနမခွန်ပြောဦးမယ်နမခွန်ကတော့ပါလေကုလာဂါရောတဲ့ဟာပါပြီကုလာဂါရောတဲ့အကြမ်းတကယ်ကြီးမကြီးလို့ယိမိမိတို့အိမ်မှာအသုံးဖြုံးကြီးတဲ့ပုံကိုယ်တွေချောင်းဘာလို့ချောင်းတကမကြီးတို့အိမ်မှာမိသားစုဝင်တွေမှာချဲထိုးနှလုံးထိုးမရှိဘူးလားအဲ့ဒီအိမ်မွဲမယ်မှတ်ဟုတ်ပြီနော် လောင်ကစားလုပ်တဲ့အိမ်ရှိရင်မွဲပြီအရက်တင်စားမူရေးစေဝါတောက်စားအပျော်ပွားလိုက်စားအဲ့ဒါကိုပြောမယ်ဆိုရင်ဒါဆွေမျိုးမိခဲတွေပါတယ်လေအဲ့လိုပုံကိုယ်တွေကိုမောင်လေးတွေကိုသားလေးတွေတမီးလေးတွေတယောက်ယောက်ပါအဲ့ဒီအိမ်မွဲမှာနားလည်ပြီလားဆွန်းလူလို့မွဲတာတယောက်မှမရှိဘူးဒါကြောင့်ဘဝမှာချမ်းသာခြင်းဒီအချက်တွေတတိမထားသင့်ဘူးလားအဲအဲ့လိုရှိတယ်ဆွေမျိုးမိခဲနားလည်ပြီနော်အဲ့ဒါကမကြီးတို့သဘောပေါက်အဲ့ဒါနံပါတ်ဘယ်နှချက်လဲခုနှစ်ချက်နောက်ဆုံးချက်ကတော့အနှိမ့်စပဲတဲ့ ောက်ဆုံးချက်ကဘာလဲဒါဥစဉ်ချက်ပြီးပြောချင်တယ်မပြောနိုင်တော့ဘူးအချိန်မရှိတော့နော်သဘောပေါက်ပြီလားနောက်ဆုံးကဘာလဲအနေစားပဲဘာမှမမြဲတာကြီးကိုဒကာမကြီးတို့ဖုံးကြီးတွေကိုလှူလို့မွဲတယ်ဆိုတာအတိတ်ပဲမရှိပါဘူးတခုတော့ရှိတယ်ဖုံးကြီးတွေကိုလှူလို့မွဲတာကဂုံမတ်တဲ့ဒကာဒကာမကြီးကျန်လားဂုံမတ်တဲ့ဒကာဒကာမကြီးဟာတီလာသမารီပညာတိုးတက်အောင်လှူဒန်းမတက်ဘူးကျန်လားဂုံရဖို့မျက်နှလုံးမျက်နှာရလှုပ်ပြီးတော့တာဆင်ပြုတ်ပွဲတွေတအားလို့မြင်းနေငါဆင်နေငါ ေါင်းတင်ငါဟာလာဘီယာတွေတိုက်ဟုတ်တယ်မလားအမျိုးမျိုးတီလာတွေဖြတ်ပြီးလှုပ်တယ်အဲ့ဒါမွေးတတ်တယ်ဟုတ်ပြီလားသဘောပေါက်လားဦးစင်းပြောတာမလိုအပ်ပဲနဲ့အဲမလိုအပ်ပဲနဲ့လှူဒန်းတာမျိုးတွေပေါ့နော်တကယ်လိုအပ်တဲ့ပရိယပရိပတ်ကျင့်နေလို့လှူဒန်းတာမျိုးကြောင့်မမွေးပါဘူးကြားလားသဘောပေါက်ပြီမို့လားအဲ့ဒါစီးပွားပြတ်ချောင်းလို့အဲ့ဒီလိုမျိုးဟောလိုက်တာဂါမဏိကိုဂါမဏိကသဘောပေါက်သွားတယ်ဘာဖြစ်လို့လဲသူ့ကို နိခန္ဓတက္ကတွန်းကြီးကတိုက်တွန်းလို့သာသူဝါရလက်တင်တာလေအခုတော့ဖရာရဲ့ဂုံကျေးစုကိုနားလေသွားပြီးတော့တောင်းပန်တယ်ရှင်မြတ်စွာရဲ့ဒီတရားတော်တွေကအမတန်အန့်ချိပွဲကောင်းတဲ့တရားတော်တွေဟုတ်တယ်မလားတကယ်ကိုဝမ်းသာဝမ်းမြောက်ဖြစ်ပြီးအဲ့ဒီမှာတရဏဂုံခံယူလိုက်ပါတယ်ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လာပါတယ်သဘောပေါက်ပြီလားဦးဇင်းပြောတာဒါကြောင့်ရဟန်းတော်တွေကိုစွန့်လူတို့မွဲတာ90တကဘာမှာတယောက်မှမရှိပါဘူးတကမကြီးတို့ဒါနလုပ်တို့မွဲတာမရှိပါဘူး ဒါနကိုမလုတ်တက်ပဲနဲ့ဂုံတုဂုံပြန်ဟုတ်တယ်မလားဖះလူတော်ကြဒါနမဟုတ်ပဲနဲ့ပက္ခာသနာဒါနတွေလုပ်ရင်တော့မွဲတက်တယ်ပြက်စီတက်တယ်ဆိုတဲ့အကြောင်းဟုတ်လားမှတ်သားရင်လည်းပဲကုသိုလ်ကောင်းမှုအဆုစုတွေကိုရေဆက်သွင်းချအမြတ်